မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင် အတန်းစဉ် alike မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့စလုံးပေါင်းအမှန်ရွေးကြမယ်ဆိုတဲ့ကွက်လက်ဖြေနီးလေးကိုတစ်ခါထပ်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့ကွက်လက်ဖြေနီးလေးဟာငါးအကြောင်းကိုသင်ပေးမှာဖြစ်ပါတယ်ကဲပထမဦးဆုံး စာကြောင်းလေးကိုဖတ်ကြည့်အောင်မြန်မာကွက်လက်ကိုအခန်းအနားများတွင်သုံးသည်တဲ့သူကပေးထတာဖြည့်ကြည့်ဖြည့်စေခြင်းနာကဆိုင်းဝိုင်းဆိုပြီးတော့ဖြည့်စေခြင်းနာဖြည့်ရမယ့်သကလုံးလေးဟာဆိုင်းဝိုင်းဆိုတဲ့သကလုံးလေးဒါဆိုရင်ဆိုင်းဝိုင်းဆိုတဲ့ဆိုင်းကိုဘယ် စလုံးနဲ့သုံးမလဲစလုံးနဲ့သုံးမလားစလိန်နဲ့သုံးမလားဆိုတော့မြမဆိုင်းဝိုင်းဆိုတဲ့ဆိုင်းကိုစလိန်နဲ့သုံးမှာဖြစ်ပါတယ်စလုံးနဲ့သုံးတဲ့ဆိုင်းဆိုရင်မှားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီအပြည့်မဲခုံးလေးကိုဖြည့်ကြည့်အောင်မြမဆိုင်းဝိုင်း မြန်မာစိုင်းဝိုင်းကို အခက်အနာများတွင် သုံးသည်ဒါအဖြစ်မှန်လေးပေါ့နော်ကဲဒါဆိုရင်နောက်တစ်ပုတ်ကြည့်အောင်စိုင်းဝိုင်းအဖွဲ့၌တီးမုတ်သူခုနှစ်ယောက်မှာဆယ်ယောက်ကျော်အထိပါဝင်သည်တဲ့စိုင်းသူကပေးထားတာတဖွဲတဖွဲတစ်ကိုသုံးတဲ့နီးကိုပေးထားတာနော် ဒါတွေကအမှားတက်တဲ့အသုံးလေးတွေပါတစ်ကိုဘလို့ဘာနဲ့သုံးတယ်လဲစိုင်းဝိုင်းမှာနော်တဖွဲ့တဖွဲ့တဖွဲ့နော်မှားတက်တဲ့အသုံးလေးတွေဒါဆိုရင်စိုင်းဝိုင်းအဖွဲ့တဖွဲ့နိုင်တီးမှုတ်သူခုနှစ်ယောက်မှ10ယောက်ကျော်အထိပေါဝင်သည်တဲ့သူကပေးစေချင်တာနော်တဖွဲ့ကိုနှစ်ခုပေးထားတယ်တာဝင်းမူဆက်သက်တဲ့နဲ့တာဝင်းမူတစ်လုံးနဲ့နဲ့သုံးတဲ့တဖွဲ့ တစ်ဖွဲတစ်ဖွဲဒါဆိုရင်ဒီနေရာမှာတစ်ဖွဲကိုဘာနဲ့သုံးမလဲဆိုတော့တဝင်းမှုဆက်သက်တစ်နဲ့သုံးမှာဖြစ်ပါတယ်ဒါမှနော်မှန်မှာဖြစ်ပါတယ် sin y တဖွဲ့ဒါဆိုရင်အဖြစ်မှန်လေးကိုရေးလိုက်အောင် sin y တဖွဲ့ sin y တဖွဲ့၌တိမှုတ်သူ9ယောက်မှ10ယောက်ကျော်အထိပါဝင်သည်တဲ့ကဲဒါဆိုရင်နံပါတ်3ကိုကြည့်အောင် ဆိုင်းဝိုင်းစီစဉ်ထားပုံမှာရှေတန်းတွင်ဆိုင်းဆရာကွက်လက်နှင့်ပမတိတို့ထိုင်ကြသည်သူကရေးရဖတ်မှာဖတ်တော့ပမတိလို့ဖတ်တယ်ဒါပေမဲ့ပတ်မကိုတီးတာပတ်မတီးနော်ဒါပေမဲ့အမြန်ပမတိပမတိဆိုပြီးတော့ရင်ဖတ်သွားတာသူကဘာလဲဆိုတော့ပတ်မကိုတီးတာဒါလေးကဖတ်ပုံလေးကိုလည်းပြော့ပြပေးသွားတာဖြစ်ပါတယ်ကဲဒါဆိုရင်သူက နော်ဆိုင်ဝိုင်းထဲမှာဘာရှိတယ်လဲဆိုင်းစရာရှိမယ်နောက်ကျေးတီးရှိမယ်ပတ်မတ်တီးရှိမယ်နော်၃ယောက်ရှိမယ်ဒါဆိုရင်ကျေးတီးသူလိုချင်းနဲ့ကျေးတီးဆိုတာဘာနဲ့သုံးတာလဲကဲတဲ့ဒါဆိုရင် तू ပြော तू ဖြည့်စေခြင်းနဲ့ကျေးတီး နော်ဒီမှာပိတ်တာသွေထိုးကကြည်ရရဲ့ခြေဝေစနှလုံးပေါက်ခြေတောင်းဝဲမူလုံးဆက်ခတ်ဒီဝေစနှလုံးပေါက်ဒီခြေတီဒီမှာလေကကြည်ရရဲ့ညက်သက်ကြီးဝေစနှလုံးပေါက်ကြီးတောင်းဝဲမူလုံးဆက်ခတ်ဒီဝေစနှလုံးပေါက်ဒီជីတီနှစ်ခုစလုံးအရအတန်အတွက်တူတယ်ជីတီជីတီဒါပေမဲ့ဒီနေရာမှာစိုင်းမှာခြေတီကိုဘာနဲ့သုံးမလဲဆိုတော့ဒီသွေထိုးရရင် နဲ့တုံးမှာဖြစ်ပါတယ်အဲ့ဒါမှအဖြေမှန်မှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေရာမှာကြည့်အောင်ဆိုင်းဝိုင်းစီစဉ်ထားပုံမှာရှေတန်းနေဆိုင်းစရာဂျေဂျေဒီနေပမတီတို့ထိုင်ကြသည်ဒါဆိုရင်အဖြေမှန်လေးဟာဂျေဒီပေါ့ကဲဒါဆိုရင်နောက်ထပ်တစ်ပုတ်ကြည့်အောင်ဆိုင်းဝိုင်းပါဝင်သောတိမှုတ်သူများမှာဆိုင်းစရာ จตีปัมมตีနှင်းเสียละท่อปัมมตีกั่วละနှင်းวาดีโดဖြစ်သည်တဲ့သူอ่ะရေးထတာเนาะซีตีကိုရေးစေခြင်းน่ะเนาะซีตีဆိုတာဘာเนี่ยซีมาလဲဆောင်းဝဲမှုလုံးစာလုံးလုံးဆက်ခန့်စီဝေစနှလုံးပေါက်စီနဲ့စာလုံးညက်သက်စီဝေစနှလုံးပေါက်စီ ဆိုပြီးတော့စီနှစ်စီပေးထားတယ်စီတီနဲ့စီတီ ဒါဆိုရင်စာရင်အသုံးအနှုန်းမှာကြတော့ CD ကိုဘာနဲ့သုံးမလဲဆိုတော့ညက်တဲ့နဲ့စီးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်အဖြေမှန်လေးကြည့်အောင်စာလုံးညက်သက်စီးဝိစနှလုံးပေါက်စီးတဝင်းမူလုံးစံခတ်တီဝိစနှလုံးပေါက်တီ CD စိုင်းဝိုင်းပါဝင်သောတိမှုတ်သူများမှာစိုင်းဆရာကျေတီပတ်မတီနှင်းဆရာလက်ထောက်ပတ်မတီ စီတီနှင်ဝါတီတို့ဖြစ်သည်ကဲဒါဆိုရင်နောက်ထပ်တစ်ပုတ်ကြည့်အောင်မနစ်ကမိုးကွက်လက်စွာရွာခဲ့သည်တဲ့သူကပေးထတာတီးထန်နဲ့တီးထန်သဲထန်နှစ်ခုစလုံးကသဲသဲအတူတူပဲတညက်သက်တီးဝေဆန်နှလုံးပေါက်တီးတနောက်ပြင်သဲဝေဆန်နှလုံးပေါက်တဲ့ဒါဆိုရင်မိုးတီး းထန်နေဆိုတာကိုဘာနဲ့သုံးမလဲဒါဆိုရင်သီးထန်ဆိုတော့ဒါနဲ့သုံးမှာပေါ့တာညက်သက်သည်ဝေစနှလုံးပေါက်သည်ဒါဆိုအဖြစ်မှန်လေးရအောင်တာညက်သက်သည်ဝေစနှလုံးပေါက်သည်ထဆင်တူနတ်သက်ထန်သီးထန်မနေ့ကမောသီးထန်စွာရွာခဲ့သည်ကဲဒါဆိုရင်ဒီနေ့မှာတော့ စလုံးပေါင်းလေးအမှန်ရွေးကြမယ်ဆိုပြီးတော့မှတ်တတ်တဲ့စလုံးပေါင်းလေးတွေကိုနော်ရွေးပေးခဲ့တာဖြစ်ပါတယ်နားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်